ဟိုကျွန်တော်နာမည်ကတော့ထေးအောင်ပေါ့နော်ကျွန်တော်မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တယောက်ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုပြောရှင်လို့တကုတ်တကလာပေါ့နော်ကျွန်တော်ငကုံတော့တော်တော်လောဘကြီးအားလုံးထက်ချမ်းသာခြင်းနဲ့အဲညီကုံမတွေအားလုံးထက်ကောအကုန်လုံးအုပ်ချုပ်ခြင်းနဲ့ဒါပထမလောဘကြီးတာအဲဒီတော့ကျွန်တော်ကြိုးစားခဲ့တယ်ရှိရကြိုးစားနောက်ကကုန်တယ်ပါ။အော်ကုန်ကုန်နေရတဲ့ချိန်ကျတော့လဲစိတ်ချမ်းသာမှုဆိုတာတော်တော်နည်းတယ်မရှိဘူး။ဆိုတော့ ဒါလောကအရာရဲ့ချမ်းသာခြင်းကိုကျွန်တော်မတ်မောနေတာပဲဖြစ်တယ်။ဘာလို့ကောင်းမလဲ။တွေးတယ်။ဒါဆိုရင်ဖခင်ကလည်းအမျိုးမျိုးပဲအင်းဘာသာရေးလေးဟိန္ဒူရှိမယ်၊ခရစ်တော်ရှိမယ်ပေါ့။ဒါခရစ်ယာန်ဘာသာ။ပြီးလို့ရှိရင်အစ္စလမ်ရှိမယ်။ဗုဒ္ဓဘာသာရှိမယ်။ဒီထက်အကြီးမြတ်ဆုံးကဘယ်ဖခင်လဲတိတ်သိချင်။ချမ်းသာခြင်းလို့လောဘကြီးတာထက်အကြီးမြတ်ဆုံးဖခင်ဘယ်ဟာလဲသိချင်တော့ ကျွန်တော်စမ်းတယ်မရအောင်ဒါပြဿနာပဲစမ်းအရင်ဆုံးဘာကိုလေ့လာလဲဆိုတော့မြန်မာနိုင်ငံကထားလိုက်တော့ဘယ်နိုင်ငံကအကြီးဆုံးလဲဆိုပြီးတော့အရင်လေ့လာလေ့လာတော့ညံမင်းတလောက်လေးလေ့လာလိုက်တဲ့ခါကျတော့အမေရိကန်နိုင်ငံอืมโอเคသူတို့ဘာကိုကိုးကွယ်တာလဲဟောခရစ်တော်ကိုကိုးကွယ်တာဦးအဲဒါလည်းထားလိုက်ပါအောင်မထင်မြတ်မြင်ပါပါဒီလိုနဲ့ခရစ်တော်ကိုရှာခြင်းသိပေါက်လာအဲဒါနဲ့တပြိုင်နက်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်မျိုးစံကကိုးကွယ်လာတဲ့ဟာကိုပြန်လေ့လာဖြစ်နိုင်ခြင်းရှိလားမရှိဘူးလားနောက်ကြဘာကိုတော့တွေ့လဲလူလုံလို့ရတဲ့ ရုပ်တုဆင်းတို့မြေကြီးရထွက်တဲ့ပစ္စည်းတွေပေါ့တစ်ပင်တော်ပါသေးတယ်အဲ့ဒါတွေကိုထိုင်ကြော့နေတယ်ဆိုတော့အဆင်အမပြေတော့လူကအားလုံးတစ်ကြီးမြတ်တဲ့အရာလို့ကြားစာမှာဖော်ပြထားတွေ့ရတယ်လေဒီလိုနဲ့နေလိုက်ပြန်တော့ဒီအင်္ဂလိပ်စာဆောင်လေးတစ်ခုဖတ်မိတော့တခါဖျားသခင်ကသူ့ရဲ့ပုံတရံတော်နဲ့အညီကျွန်တော်တို့ဖန်ဆင်းတယ်ပေါ့ဟာဒါဆိုရင်ဒါတော်တော်ကြီးမြတ်တာပဲဒီတစ်ပင်ဝါပင်နေဒီအုံးသီးတွေကိုကတော့မဲ့အစားဒီချမ်းပိုက်တွေကိုလေ့လာပြီးတော့မှဖျားသခင်ကိုဆုံးရမယ်အင်းဆရာနဲ့တွေ့တယ်ပေါ့နှစ်ချင်းပေးတဲ့ဆရာတယောက်ကိုတွေ့တော့ကျွန်တော်မေးတယ် ဒါမှလည်းဗတ္တိဇံဆိုတာကျွန်တော်ပေးလို့ရကျွန်တော်ဘုရားတို့အရန်ရေးကြည့်တယ်ဆိုတော့ဆရာလူသားအလုံးကိုချစ်တယ်ဆိုရင် तू ကကားနဲ့နေရတယ် तू ကတဲလေးနဲ့နေရတယ် तू ကျွန်တော်အိမ်တော်တော်ပြောင်ပြောင်နဲ့နေရတယ် तू ကျွန်တော်စုပ်ပြတ်နေတာပဲဒါဆိုဘုရားသခင်အလုံးချစ်တယ်ဆိုဟုတ်ပါမလားဒါမေးရမယ်ကျွန်တော်မေးရဘုရားတို့တိတ်တေချာတဲ့အရာဘာသာတခုဘာသာရဲ့နောက်မှာကိုယ့်ရဲ့ကိုယ်ဝယ်ယုံကြည်ခြင်းနဲ့အမျက်ဆုံးဘုရားကိုလိုချင်ကြတယ်လူတိုင်းကမြင့်ချင်ကြတယ်လူ၁၀ယောက်ကိုမင်းတိုးတက်ခြင်းနဲ့လူက ကိုရောက်အနည်းဆုံးရှိအဲဟုတ်ပြီစီးပွားအရာတက်တက်ဆိုဘာသာတရားအရာမှာကျွန်တော်အမြင့်ဆုံးဘုရားကိုကိုးကွယ်ခြင်းလို့စုံစမ်းခြင်းပဲဖြစ်တယ်အဲ့တော့မေးရသူပြန်ပြောတဲ့စကားလေးတော်တော်ရှင်းပါတယ်ဘာသာတရားကတစ်ခုနဲ့တစ်ခုကူးပြောင်းမှုဆိုတာအမတန်ခက်ခဲတယ်မလို့ခင်တယ်လို့မလို့ဆိုတော့ကျွန်တော်အားလုံးပြောင်းပြရမှာလေလို့ကျွန်တော်သိချင်တာလေးတော့ပြောပေါ့လို့ဟုတ်ပြီအကိုကြိုက်တာမေးပြရတယ်ကျွန်တော်အဖြေကိုရှင်းရှင်းလေးပဲပြင်မယ်ကျွန်တော်စိတ်လဲမဆိုးဘူးကျွန်တော်တို့ကနှိမ့်ချခြင်းဖြစ်အသက်ရှင်ပါဆိုတဲ့အရာနံပါတ်1ဖြစ်နေလို့ ဒါမဲ့ဘုန်းကြီးတပောက်ကိုအဲ့လိုမျိုးကိုလိုကလန်သွားပြောဟောက်လွတ်မှာဗျာဒါမဲ့ကျွန်တော်တို့ဆရာမဟုတ်ဘူးအဲလမ်းမှန်ကိုသူပြောဗျာဟုတ်ပြီဗျာလူသားအလုံးကိုချစ်တာမှန်မလို့ခမည်းမေးခွန်းတွေကိုကျွန်တော်နားထောင်ပြီးဆိုတော့ကျွန်တော် ပြန်ပြီးတော့အဖြေပေးမယ်တချာနှတ်ထောင်တော့လဲဆိုတော့ခမရဖခင်တယောက်ပဲထားခမရမှာတာသမီ၃ယောက်ရှိမယ်ဗျာတိုင်း၃ယောက်ထဲမှာဒီလူကကားမောင်းတတ်တယ်ဒီလူကဆိုင်ငယ်စီးတတ်တယ်ဒီလူဒီဘာမှလည်းမစီးတတ်ဘူးမောင်းလည်းမောင်းတတ်ဘူးအငယ်ဆုံးကလေးอ่ะဆိုတော့အငယ်ဆုံးကလေးကိုကားတက်မောင်းခိုင်းလို့ရှင်အဆင်ပြေပါမပြေနိုင်ဘူးကိုထရအောင်ကြွယ်ကားမောင်းတတ်တဲ့လူကိုကားပေးမယ်ဆိုင်ငယ်စီးတတ်တဲ့ကလေးကိုဆိုင်ငယ်ပေးမယ်မိဘပြက်တာတာသမီရဲ့လူရွက်ချက်ကိုတင့်နေတာအဲ့တော့ဒီလူကဒါနဲ့ထိုက်တန်ရင်မှဒါပေးတယ်ဗောနော်ကောင်းငယ်ကျိုးနဲ့ဆွဲချပေးတော့မဟုတ်ဘူးဗျာတဲ့ဒါနီလန်ပေါင်းဆောင်တဲ့ပေးမှာဖရဲသခင်ကခမရအနာမှာအမြဲရှိတယ် ကျွန်တော်လုံးဝလက်ခံလို့ရသွားတယ်။ငါကကျွန်တော်ရဲ့အသက်တာအရန်ဆိုးတယ်။လူတယောက်နဲ့စကားနှခွန်းသုံးခွန်းလောက်ပြောကျွန်တော်ရိုက်ပလိုက်ရှင်တယ်အဲ့လိုမျိုးပေါ့နော်စိတ်တွေရှိတယ်။အဲစဉ်းစားတယ်ကျွန်တော်တစ်နှစ်လောက်နောက်တစ်ထပ်စဉ်းစားတည်တဲ့အချိန်ကခဏလေးကုန်လာပေါ့။ နောက်ဘာဖြစ်လာလဲဆိုတော့အလောက်ကတစ်ဖက်ဖျားကြောင်းလဲလေ့လာရင်တစ်ဖက်ကျတော့အဲ့ဒီမှာကျွန်တော်ဘာတွေပြောင်းလဲသွားလဲဆိုတော့ကျွန်တော်စိတ်သက်တွေအများကြီးပြောင်းလဲသွားတယ်နေထိုင်မှုတွေလူတစ်ဖက်သားကိုတီးခတ်လိုက်စွမ်းနေပေါ့ဒါအရင်ဆုံးမင်္ဂလာပဲဒါနှိမ့်ချခြင်းပဲအသက်ရှင်ပါဆိုတာအရာလေးကိုကျွန်တော်အရင်စမ်းသက်ကြည့်တော့တော်လုံးအကြီးဖြစ်မဲ့ကိစ္စတည်တည်လေးဖြစ်သွားတယ်တချို့ကျွန်တော်မနိုင်တဲ့အရာမျိုးဆိုရင်ဖျားခင်ကိုဆူတောင်းလိုက်ကိုတော့ကျွန်တော်ဒီရှက်ကြောက်ဖွယ်ရာကနေကိုတော့ကွယ်ကာပေးပါဟိုလက်တွေ့ပေါ့နော်အများကြီးကျွန်တော်မှာတတ်တည်ရရှိဟိုတနေ့ကရက်ပိုင်းလေးပဲရှိပါသေးတယ်တိလား တော့ကျွန်တော်တို့နာမဆရာဝန်လည်းမရှိငွေကြေးကလည်းန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 ေတယ်မိမဘာဖြစ်လဲဆိုတော့ဟိုကျွန်တော်တမီးလေးကနေပြီးတော့ဘိုက်ပေါ်တက်ကုန်တော့ဘောရှင်းပေါ့ပြောမှာဆိုခလေးပြက်ကြကျွန်တော်လည်းအလုပ်ကမောမောပါပြန်လာတော့တတိမထားမိအရင်ဆုံးစေးုံပွန်ကောင်းမလားစီကံတော့အကောင်းမလားဆရာဝန်ကျွန်တော်တွေးနေတဲ့အတွေးတစ်ချက်ဝင်လဲကိုတော့တတ်နိုင်တယ်ကိုတော့ကျွန်တော်မှာပတ်စံမရှိဘူးဒါကိုကိုတော့ဖြည့်ရှင်းပေးပါ ကိုတော့ကိုကျွန်တော်ကိုးစားတယ်မိတ်ဘေးဘီခိုင်းတာနဲ့ကိုးစားတယ်နဲ့မတူတချို့လူတွေကဘုရားသခင်ကိုနောက်မှာထားပြီးတော့ကိုကရှေ့မှနေတာဘုရားကအမိတ်ပေးတာအဲ့လိုမဟုတ်ဘူးကျွန်တော်ကဘာမှတုံးလို့မရတဲ့အမိုက်ပဲမြေကြီးပဲဖြစ်တဲ့ကိုတော့ကျွန်တော်မနိုင်တဲ့အရာကိုကိုတော့နိုင်တယ်လို့ကျမ်းစာမှာဖော်ပြတယ်။ငါ့ကိုခေါ်ရင်ကထူးမှန်။ဆိုတော့ကိုတော့ပဲကိုးစားတဲ့ကိုတော့စိတ်ကိုညင်ညင်ထားပြီးတော့စဉ်းစားတယ်။တုံးလို့အဖြေထွက်တာ။ကိုသွားခေါ်စရာမလိုဘူး။အိမ်မှာမိမောက်ပြုစုပေးမဲ့လူတွေ လိုအပ်တဲ့ငွေကြေးဟိုခုနပြောလို့ပေါ့ကောင်းငွေချရပေးတာတော့မဟုတ်ဘူးပေါ့တော်လိုက်တော့နီလန်းနဲ့လုံလောက်အောင်ပေးတဲ့အပြင်စေယုံကိုလုံးဝမသွားခြင်းဒီအချိန်ကာလမှာဘာဖြစ်လို့လဲဆိုကျွန်တော်တို့ရဲ့မိသားစုအတက်တာနောက်လိုက်မကောင်းသေးဘူးအခုမှပြုပြပြောင်းလဲကာလပုံစံမျိုးပဲရှိသေးတယ်နောက်လိုက်ကောင်းတယ်ဆိုတာမိသားစုအကြီးကြီးဆိုရင်တယောက်ကမကြမ်းမှန်တယောက်ကတော့မှဆောက်ရှောက်ရင်တယောက်ကလုတ်သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မှာမိသားစုကညီကောင်မကြီးရှိတယ်ဆိုမှသူအတက်တာနဲ့သူ့အနေနဲ့သူရုန်းကန်ရတဲ့အခြေအနေဖြစ်တော့နောက်လိုက်မရှိဘူးကိုတော့ကိုတော့စေယုံတက်ဖို့အခွင့်အရေးတော့မပေးပါဘူး ခလေးရောလူကြီးကိုကြမ်းမာတဲ့ခွင့်ကိုတော့ပေးပါကျွန်တော်ကဒီနေ့ထိကျွန်တော်အမားတွေအများကြီးပဲအဲကိုတော့ကျွန်တော်ချစ်တယ်အကြောင်းကိုကျွန်တော်ယုံကြည်တယ်ဒီအတွက်ကျွန်တော်ကိုယ်တော့တက်တည်ပြပါလို့ပြောတဲ့အချိန်ခန္ဓာကိုယ်မှာဆင်းနေတဲ့သွေးတွေပါတိတ်သွားတော့နော်ဒါကတော့တက်တည်ခံစရာအထူးပဲအရန်ကျေးဇူးတင်ဒါလေးကိုနားထောင်တဲ့လူအယောက်ရှိတိုင်းကျွန်တော်လိုပဲစိတ်ချမ်းသာမှုရဖို့ပေါ့နော်ခွန်အားရပါစေလို့